ခုနောက်ပိုင်းလူသုံးများလာတဲ့ AI တွေထဲမှာကိုမသုံးမင်းတော့တော့ရနိုင်မယ် Google ရဲ့ Notebook LLM ဆိုတဲ့ AI တစ်ခုအကြောင်းပြောချင်ပါတယ်ဒီမှာဆိုလို့ရှိရင်အဲ့တော့ notebook အလားဆိုနာမည်အတိုင်းပဲဒီ notebook သဘောလေးထုတ်ပေးရပါတော့ဒီနေရာမှာ ကွန်ပျူတာနဲ့သုံးမယ်ဆိုလို့ရှိရင်ဒီမီဆိုပြောရတဲ့အတိုင်းလိုက်ပြီးသုံးကြည့်လို့ရရပေါ့နော်ဒီမှာဆန်းလို့ပြမယ် create notebook ကိုဝင်လိုက်မယ်ဝင်လိုက်ပြီးလို့ရှိရင်တတိလိုလေးပေါ်လာမယ်ဒီမှာ sources ကိုစိုက်တာထည့်ပေါ့နော်ဒီမှာဆိုရင် file file စိုက်တာထည့်လို့ရတယ်ကိုကွန်ပျူတာနဲ့ file ထည့်လို့ရတယ်ပြီးလို့ရှိရင် drive ထဲက file ထည့်လို့ရမယ်နောက်တစ်ခုကဒီမှာ link နေထည့်လို့ရတယ် youtube video က link ဥမာကိုကစာလုပ်ချင်တယ်အဲ့အဲ့ဒီဒီထည့်ရတဲ့အတိုင်းအဲ့ link လေးကို copy ယူလာလိုက် website link လေးထည့်မလာရသေးရဲ့နောက်တစ်ခုက paste test ပေါ့နော်ကိုက test တစ်ခုခုယူတာပေးပြီးတော့အဲဒီထဲမှာထည့်လို့လည်းရတယ်ဒီမှာသူကတကောင်ဆို့ limit က300တောင်ရှိရကွာ300ရှိရဆိုတော့တော့အော်တောင်းလို့ရတယ်ကွာအာဒါကြောင့်မျိုး Google Pro ယူထားရလဲပါမယ်ပေါ့နော်အာဒီမှာဆိုလို့ရှိရင်အဲဆိုရင်ဒီမှာ file ထည့်လိုက်မယ် choose file ဆိုပြီးတော့မျိုး file လေးတစ်ခုထည့်လိုက်မယ်ကိုကျောင်းကတင်ရတဲ့ file ဖြစ်ပါစေတင်တဲ့ file ကြိုက်တာထည့်လို့ရတယ်ထည့်ထည့်ပြီဆိုတော့ဒီလိုမျိုးပေါ်လာမယ်ဒီမှာမှာသူ running လို့ run နေရပေါ့နော်ဒီမှာလေဒါလေးကိုဖတ်နေတယ်ဒီမှာ entity notebook ဆိုပြီးပေါ်လာတယ်အာဒီမှာပါ မီဆိုဒီအင်္ဂလိပ်လိုရေးထားတဲ့ file ကိုထည့်လိုက်တာဒီလိုဖြစ်လာတယ်ပေါ့နော်အဲ့ဒါပထမဆုံးတော့ဒီ setting လေးကိုတော့ချိန်ထားရမယ် setting လေးမှာမြန်မာသာပြောင်းထားရမယ်ဒီ setting နဲ့ဝင်ဝင်ပြီဆိုရင် output language ကိုသွား output language ရဲ့ဒီမှာမီဆိုမြန်မာကိုရေးထားတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုက PDF file ထည့်မယ်ဆိုရင်မထည့်ခင်ဒါလေးကိုမြန်မာကိုပြောင်းလိုက်ပါတကယ်လို့ကိုကအင်္ဂလိပ်လိုမှလိုချင်နေဆိုလို့ရှိရင်အင်္ဂလိပ်ကိုပြန်ပြီးတော့ပြောင်းလို့ရပါတယ်ဒါကတော့မီဆိုကတော့မြန်မာထားလိုက်မယ်ဒီမှာအင်္ဂလိပ်လိုချင်အင်္ဂလိပ်ကိုပြောင်းလို့ရတယ်အာမြန်မာထားထားတဲ့အတွက်အခုဒီမှာမြန်မာလိုပဲထုတ်ပေးရပါတော့အောက်မှာဆိုရင်သူကဒီမှာဗာမေးခွန်းနေဆက်မေးရမ လဲဆိုတဲ့ဟာတွေပါ तू ကအထည့်ပေးထားတယ် okay အဲ့ဆိုလို့ရှိရင်ကိုက file တစ်ခုကိုထည့်လိုက်ပြီဒီလိုမျိုးမြန်မာလူလေးလေးထွက်လာပြီဆိုလို့ရှိရင်ဒီမှာအသုံးပြုလို့ရမယ့်ဟာ6ခုတောင်ရှိတယ်ဘောတော့ဒီဘက်မှာကြည့်လိုက်ပါ audio overview video overview mind map reports flashcards နဲ့ quick ဆိုပြီးတော့ပါတယ် ဒါကိုအသုံးချနိုင်တဲ့တော်တော်ဟိုမိုက်တယ်ကွာကိုက exlight တကူကိုကြည့်ဖို့လို့ဆိုရင်ထုံးလို့ချေရေလို့နောက်ပြီးကြက်ချင်းဒီတိုင်းသာကြက်လိုက်တော့ကွာဘာလို့ဆိုဒီမှာ audio overview မလားနှိပ်ထားလိုက်မယ် audio overview ကိုထုံးမယ်ဆိုဒါကိုနှိပ်လိုက် video overview လေးကိုနှိပ်လိုက်ဒါပေမဲ့ဒီနေ့ကိုကကြာတယ်ပေါ့နော်ထုတ်ဟာကြာတယ် internet အချိန်နေ like ပို့ပြီးတော့အချိန်ကြာနိုင်တယ် mind map ကလွယ်တယ်ပြီးလို့ရှိရင် flash card quiz နောက်တစ်ခါဒီ report ပေါ့နော်နောက်ဆုံးတစ်ခုယူလိုက်မယ် report မှာကြာသူကကြိုက်တာထုတ်လို့ရတယ်ကိုကဒီမှာ study guide ယူမလားဒီလိုမျိုး dot file လေးနဲ့ပဲထုတ်မှာလားဒီမှာ post လိုမျိုးရေးမှလာပေါ့နော်ဒီမှာ format တွေအများကြီးပေးထားတယ်အဲဆိုရင်မျိုးဆိုဒီမှာ study guide ဆိုတစ်ခုယူလိုက်မယ် report မှာမှာယူရတာအမျိုးမျိုးရှိရပေါ့နော်ဒီမှာအဲဆိုရင်တို့တယောက်မှာလေသူ့လို့သူလုံနေပြီပေါ့နော်ဒီမှာအမြင်ဆုံးကတော့ mind map ပဲသိမဆောင်ပါဘူး mind map ကိုယူလိုက် video တွေ audio တွေကကြားတယ်ဒီခါလေးမျိုးဆိုဆိုလို့ရှိရင်ထုတ်ထားပြီးတော့တခြားတစ်ခုလုံနေလိုက်တာပြီးကြမှာပြန်လာကြည့်လိုက်တာပေါ့နော်ဒီမှာဆိုရင်တော်တော်မိုက်တယ်နော်ဒီကစားတယ်ပေါ့နော်သူကကိုဝင်ဆောင်ရင်းဆိုင်အချက်လက်များတယ်โอเคနှိမ့်လိုက်ပြီနှိမ့်လိုက်ပြီဆိုလို့ရှိရင်သူကဘာအခွဲတွေရောက်သွားလဲဆိုလို့ရှိရင်ဒီမှာ ကိုဝင်ဆောင်ကာလ3မိုင်ခွဲတယ်ပေါ့နော်3မိုင်ခွဲကြခြင်းဆိုပြီးတော့ဆိုမြန်မာလူရေးထားတယ်။အဲဆိုပထမ3ဘက်ဒုတိယ3ဘက်ဒါမီဆိုရဲ့ slide ထဲမှာပါတဲ့ဟာကိုသူရှင်းပြပေါ့နော်တကယ်လို့ကို overview လေး summary လေးကိုသိကျင်နေဆိုလို့ရှိရင်ဒီတိုင်းလေးကြည့်သွားလို့ရပြီ။ကိုဝင်ဆောင်ရဲ့လက္ခဏာတွေကပါတယ်လေ။နောက်တစ်ခုကကျလို့ရှိရင်အာ immune form ပြုစုဆောင်ရှားမှုတဲ့ real job ကပါတယ်လေတဲ့။ဟာတတော်မိုက်တယ်ပြုလို့ရှိရင်မြန်မာစာလည်းမှန်သင့်တဲ့လောက်မှန်နေအာဒီမှာဆိုလို့ရှိရင်အကုန်ပါတယ်ပေါ့နော်ဒီကနေမှထပ်ပြီးတော့ ီဟာလေးတွေဒီလိုမျိုးများလေးပါနေသေးထပ်ပြီးတော့ landing လုပ်လို့ရတယ်ပေါ့နော် landing လုပ်လို့ရတယ်အဲ့ဆိုရင်ဒါတော့ mind map ပေါ့အဲ့ mind map ကို download လုပ်ချင်ရင်ဒီမှာရသေးတယ် download လုပ်ထားလိုက်ပေါ့နော်အာ mind map ပြီးသွားပြီဘာလို့ပြန်အဲပြန်လာမှာပေါ့ဒီမှာဆိုရင်